မြတ်စွာဘုရားလူလေးမျိုးရှိတယ်ဆိုပြီးတော့ခေါ်တာရှိတယ်။အမောင်ကလာပြီးတော့အမောင်ကိုသွားတယ်။အမောင်ကလာပြီးတော့အလင်းကိုသွားတယ်။အလင်းကလာပြီးတော့အမောင်ကိုသွားတယ်။အလင်းကလာပြီးတော့အလင်းကိုသွားတယ်။ဒီဘဝမှာတချို့အလွန်ချမ်းသာတယ်။ဒါပေမဲ့မကောင်းတာတွေလုပ်တယ်။သေတဲ့ခါကျတော့မဟုတ်တဲ့နေရာရောက်သွားတယ်။အလင်းကလာပြီးတော့အမောင်သွားတယ်လို့ခေါ်တယ်။ဒီဘဝမှာတချို့အလွန်ချမ်းသာတယ်။ဒါပေမဲ့ထပ်ပြီးတော့ကောင်းမှုတွေကိုလုပ်တယ်။ကောင်းတဲ့နေရာရောက်သွားတယ်။အလင်းကနေလာပြီးတော့အလင်းကိုသွားတယ်။ ချို့ဒီဘောအလွန်ဆင်းရဲတယ်ဘာမှအဆင်ပြေတာမရှိဘူး။ဒါပေမဲ့ဒီဘောကကောင်းတာလို့လားဆိုတော့လည်းမလို့အမောင်းလာပြီးတော့အမောင်းသွားမယ်လို့နော်။တချို့ဆင်းရဲတယ်အခြေအနေမကောင်းဘူးဒါပေမဲ့လို့ဒါကိုအသိဉာဏ်နဲ့ထိန်းချုပ်ပြီးတော့ကောင်းတာကိုလုံနိုင်တယ်လို့လုပ်တယ်။အမောင်းလာပြီးတော့ပဲသွားမယ်လို့အလင်းကိုသွားမယ်။အဲ့တော့ဘုန်းတို့စဉ်းစားနေရရှိတာဘယ်ကလာတာလဲဆိုတာလေဘယ်ကိုသွားမှလဲဆိုတာကပို့ပြီးတော့အရေးပါတယ်။ ဟုတ်တယ်မဟုတ်လားအမောင်အမဲလာလာအလင်းရပဲလာလာဘုံဘုံတို့သာညံရှိမယ်ကြိုးစားမယ်ဆိုရင်အလင်းကိုသွားလို့ရတယ်ဘုံတို့ညံမရှိဘူးဆိုရင်ဘယ်ရပဲလာလာအမောင်ကိုထုတ်ဆင်းသွားမှာနော်ဒါကြောင့်ပုပ္ပိစာကတာဘုံညတာမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဒါဆက်ဆက်ပြီးတော့တွေးစရာလေးကိုပြောတာကုသိုလ်ကံရဲ့အစွမ်းတတ္တိဟာအလွန်ကြီးတယ်လို့နားလည်ဖို့လိုသလိုဒါကိုဘုံတို့ထိုင်းပြီးတော့ဖြုံးနေုံနဲ့လည်းမရသေးဘူးအစ်စ်လုတ်ဖို့မလိုဘူးလားလိုလေဟုတ်လားတကယ်မလို့ဒါဏီကုန်းချုပ်ကလေးဟာဒီဟာလေးကိုစဉ်းစားစရာပေါ့ ဟုတ်လားအဟောင်းတက်ဆိုတဲ့စကလုံးကိုမြတ်စွာဘုရားလည်းသုံးခဲ့တာနော်ဟုတ်လားပုံမှန်ပါပဲတဏှာကြီးထိုးတော့ဟုတ်လားအကြပြောနေတာလေးတွေလည်းအကုန်လုံးစုံသွားပါပြီပြောမယ်လို့ဘုံဘုံမှတ်ထားတာလေးနော်အဲ့တော့ဒီကနေ့အဓိကပြောလိုက်တာပါလေနောက်ကုသိုလ်ကံရဲ့အစွမ်းတတိများနဲ့အဲ့ဒီကုသိုလ်ကံကိုဆက်လက်ပြီးတော့လုံနိုင်ဖို့ဒါကိုတွေးဖို့နောက်ပိုင်းပြောတာအဲ့ဒါပေါ့နော်ရှင်းပိုင်းပြောတာတွေကတော့ သိုလ်ကံရဲ့အစွမ်းရည်တတိတွေတော့သူတို့ရဲ့စမ်းကြဲတဲ့တော့အကျိုးပေးတွေဟုတ်လားအဲ့ဒီဥစ္စာကိုဘုံဘုံတို့ပြောတာပေါ့နော်အဲ့တော့အဓိကကတော့တချိန်လုံးကပြုခဲ့တဲ့ကုသိုလ်ဟာအခုမင်္ဂလာရှိနေတယ်အခုပြုလိုက်တဲ့ကုသိုလ်ဟာတချိန်မှလည်းမင်္ဂလာရှိသေးလိမ့်မယ်မင်္ဂလာချင်းဆက်သွားအောင်ဘုံဘုံတို့ကြိုးစားကြရမယ်ဆိုတဲ့သဘောမျိုးပေါ့အောင်ဆိုဒီဘဝလေးရဟန္တာဖြစ်သွားမယ်ဆိုရင်တော့လည်းပဲ အမျိုးပေါ့သို့တော်လည်းပဲဒါလည်းပဲကုသိုလ်လုံးမှာပဲဖြစ်မှာပါပဲကောင်းမှုအထုထိရအောင်ပြုရမှာပဲလေကောင်းမှုဆိုတာလှူတာတန်းတာလောက်တင်မြင်လို့အပြည့်ရှုံဘူးဟုတ်လားဒါတော့လူတိုင်းသားလည်းပြီးသားနော်ဒါပြောရင်ဒါပါလေကောင်းမှုအမှုတို့တည်းကအရှင်ဟာကုန်တတ်တယ်ဟုတ်လားဒါကြောင့်ဒါကိုပြန်ပြီးတော့အားကောင်းအောင်ဘာလို့မလို့ကြိုးစားရမယ်ကြိုးပမ်းရမယ်တော့နောက်တစ်ချိန်မှာပုဝေစာကတပုညတာမင်္ဂလာနဲ့ပြည့်စုံတဲ့လူတယောက်ဖြစ်အောင် လို့ပါလို့အောင်လို့ကြိုးစားမယ်နောက်ဆုံးကောင်းမှုအရှိန်တကယ်ကြီးသွားပြီဆိုရင်နေမောမျက်မှောက်ပြုနိုင်သည့်အထိအရှင်းမြင့်တဲ့ကောင်းမှုကြီးရသွားမယ်နော်မဉဏ်လေးပါးကိုလောကုတ္တရာကောင်းမှုလောကုတ္တရာကုသိုလ်လို့မခေါ်ဘူးလားခေါ်ရနော်ဒါကိုမြင်အောင်ကြည့်